အားလုံးမင်္ဂလာပါညီကိုတို့နှောင်းချမှချမ်းသာကြပါစေကျာရာဗရိညာမှာကမ်မက်စပိန်လာလီဂါပွဲစဉ်36လေးပွဲရှိပါတယ်ဒီပွဲစဉ်နေ့မှာပထမအဆုံးနဲ့အူဆာဆူနာနဲ့အက်တလီတီကိုမက်ဒရစ်တို့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်အညာ7နိုင်မှာကမ်မက်ပွဲစဉ်ဖြစ်တဲ့ဗော်ဒီဂျေးအက်တလီတီကိုမက်ဒရစ်ကလေဗယ်90ရှုံးနဲ့ဘူပေါင်းချင်းနှလုံး90ရှုံးဆိုတာပြေးထားတာတွေ့ရပါတယ် table အနေထားကိုကြည့်မှဆိုလို့ရှိရင်ဥသာဆုနာအတင်းရတော့အစဉ်ဆက်ထိတ်မှရှိရ45မှာ ဒလတီကိုမက်ထရစ်ကတော့အဆင့်3မှာရှိရရမ80ပေါ့နော်။နှစ်ပင်စလုံးတန်းချင်းစရာအကြောင်းလည်းမရှိတော့ဘူးရောဗျာ။ဒီနှစ်တဲ့ပထမအကျောပွဲစဉ်ကိုကြည့်ရမှဆိုရင်ဒီကိုပွဲမှာ1-0ဆိုတဲ့ရလာနဲ့ဒီကိုနိုင်ထားတာတွေ့ရတာပေါ့နော်။လက်ရှိဥစားဆိုနာအတင်းရဲ့ကာရာဖောင်အိမ်ဝင်းကာရာဖောင်ရှစ်ပွဲကိုကြည့်မှဆိုရင်စီဗီလာ1-0နဲ့နိုင်တယ်ဂျီရိုနာ2-1နဲ့နိုင်တယ်ပေါ့နော်။နှစ်ပွဲသက်ကြည့်အောင်ထားတာတွေ့ရတာပေါ့နော်။ ဒီအတင်းကတော့ဒီအိမ်ဝင်ရှစ်ပွဲမှာဆိုကြေးလေးပွဲအောင်မလေးပွဲတည်ထားတာဘုန်းနော်။အဲဘီဘာကို2ဝါနဲ့တည်တယ်။ဂလန်စီယာကို3 3တည်တယ်။ဘယ်ကနော1 1တည်တယ်ပေါ့ဗျာ။ဂီတာဖေးကို2ဝါနဲ့အဲလေးပွဲပေါ့ဗျာ။အတလီတီကိုမက်ဒရစ်ရဲ့ဝေဝင်းကာရာဖောင်ရှစ်ပွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီအတင်းကကြီးရ3ပွဲပဲအောင်ကြီးရ5ပွဲရှုံးထားတာတွေ့ရတယ်။သူအောင်ထားတဲ့3ပွဲကြည့်မယ်ဆိုရင်ဘာစီလိုနာ2 1ဗလန်စီယာ3 0နဲ့ စီဗီလာ21ပေါ့နော်ဆန္ဒပွဲတင်တဲ့အားလုံးကိုပြုံးထားတယ်ပေါ့ဗျာအလာဘက်ဇီဇီလက်ပါမစွမ်းဇီပေါ့နော်အစပန်ယော11ဂီတာဘေး21ပေါ့ဗျာလူပွဲစင်းတွေပြုံးထားတာတွေ့ရတယ်ပေါ့ဗျာဒီနေ့တဲ့ head to head အနေထားလေးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အခုဆောက်ခဲ့တဲ့၅ဘွဲပေါ့နော်ဒါလာလီကာ၅ဘွဲမှာကြည့်မယ်ဆိုလို့ရှိရင်အက်တလတီကိုမက်ဒရစ်အသင်းက၄ချိန်နိုင်ပြီးတစ်ချိန်ကအိုဆာဆူနာနိုင်ထားတယ်တွေ့ရတယ်ပေါ့နော် ကိုဆာဆူနာအတက်ဘက်မှာတော့ကွင်းလန်ကစားသမားနော်မူကန်ရဲလာဆိုတော့ကစားသမားလွဲချော်ဖို့ရှိတယ်အက်တလီတီကိုမက်ဒရစ်ဘက်မှာတော့ကစားသမားရဲ့အကွလုံးဒဏ်ရာကျင်းဆင်နေတာမျိုးတွေ့ရတယ်ပေါ့နော်နိုင်ဂျီယာနောင်းနေမှာတော့အိုဆာဆူနာ29တီကို49ရာခိုင်နှုန်းဆိုတာပြထားတာတော့တွေ့ရတယ်ခုအတင်းကိုကြည့်ရမယ်ဆိုရင်ဒီတီကိုအတင်းကပေါ့နော်ဒါကျွန်တော်လာလီကာမှာဆိုအင်ဝင်ပွဲစဉ်တွေမှာတော်တော်လေးဖောင်ကောင်းတယ်ပေါ့နော်အဝေးကွင်းမှာတော့တိတ်ယုံကြည်လို့မရတဲ့ဒီမှာတော့ပါတယ်ပေါ့ဗျာ ဝမ်းစုအော့စ်ကိုကြည့်မယ်ဆိုရင်ကိုစာစီနာနိုင်လေးစားတရေကိုလေးစားနဲ့ဟာလာတီကိုအနိုင်ကိုတော့နှစပေးထားတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ဥစာစီနာဘော်ဒီလက်ချိုက်ပါလိမ့်မယ်ဥစာစီနာဘော်ဒီပြင်ကျွန်တော်နှစ်သိမ်းပေါင်းတုံးလုံးဒီချိုက်ပါတယ်ဘုံအပေါ်ချိုက်ပါလိမ့်မယ်ပွဲစဉ်တစ်ပွဲကတော့ဘယ်ကန်နိုနဲ့ရီယာဘတ်တီတို့ပွဲစဉ်ဖြစ်တယ်ဗောနော် ဒီ level တက်က level 30နဲ့ဘိုးပေါင်းနှလုံး60ရှုံးတော့ပေးထားတာတွေ့ရပါတယ်။အဲဒီကိုဆက်လေ့လာကြည့်မှာဆိုရင် Asian အသင်းဖြစ်တဲ့ Balkan 48မှာ Europa Conference League ဝင်ခွင့်တနေရ။ဒီ level တက်အသင်းကတော့အဆင့်6မှာ158မှာ Europa League ဝင်ခွင့်တနေရမှာပေါ့နော်။ဒါဆရာမှာရှိနေတာလည်းတွေ့ရတယ်ပေါ့ဗျာ။နှစ်တင်းရဲ့ပထမအကြောပွဲစဉ်ကိုကြည့်မှာဆိုရင်11ဆိုတဲ့ရလာနဲ့ Betting ဝင်မှာကြာခဏတွေ့ရတယ်။လက်ရှိ ဘယ်ကနောအတင်းအိမ်ဝင်းကရဖောင်ရှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ပီတာဖေး1စီခြေနှစ်ပွဲပဲအောင်ထားတာဗျာဘီလာဒိုလစ်ကို1စီနဲ့ခြေနှစ်ပွဲအောင်ထားတယ်ဂျန်နဲ့6ပွဲတော့ခြေရှုံးထားတယ်ဘီလာရီယိုကိုရှုံးတယ် S1 မျိုးကိုရှုံးတယ်ပေါ့နော်စီဗီလာတည်ရဆော့တယ်ဆိုစီတက်ကိုတည်ရဆော့တယ်ဘယ်လန်စီယာကိုတည်ရဆော့တယ်ပေါ့နော်ခြေတွေကြားထားတာတွေ့ရတယ်ပေါ့ဗျာဒီနဒီအတင်းကတော့အိမ်ဝင်းမှာတိုက်ရှစ်ပွဲမှာဆိုရင်ရာကို8ကိုနဲ့ပေးလို့ဆက်လို့ရှိတယ် ရီယာဘက်တစ်ကိုချိမှဆိုရင်တော့ရီယာဘက်တစ်အသင်းကတော့အဝေးဝင်ကားရဖို့တော်တော်လေးကောင်းတာတွေ့ရတယ်။အစပန်းညကိုချိအောင်လဲဂျီရိုနာကိုချိအောင်လဲလီဂန်နက်ကိုချိအောင်လဲဂီတာဖေးကိုချိအောင်လဲပေါ့နော်။မာယော့ကာကိုချိအောင်လဲဗီလာရီယောကိုချိအောင်တာနော်။အဝေးဝင်ပွဲစဉ်မှာချိအား6ပွဲအောင်လဲ9ပွဲရှုံးထားတာတွေ့ရတယ်ပေါ့နော်။ဒါနောက်ဆုံးဆော့ကရရှစ်ပွဲကိုပြပြတာပေါ့နော်။ရကို73ခုနဲ့ပေးခု10ခုရှိတယ်။ဘက်တစ်ကနောက်ကနောက်နဲ့ပွင့်တယ်ပေါ့ဗျာ။ ဘာမှမရောကိုယ်လည်းကစားသမားဖြစ်တဲ့ IC ပလာဇွန်ဘောနော်ဒီကစားသမားလွဲချဖို့ရှိတယ်နော်အန်တကာဘောနော်အေမူမင်မွန်ထရီယယ်ဘောနော်ဒီကစားသမားရရှိမယ်ဗျာရေပတိဖက်မှာဆိုတော့ဘယ်လာရီနော်လိုရီယန်တီတို့အဗီလာတို့ဗီ8တို့ဘောနော်ဒီကစားသမားရရှိမယ်နတ်တင်းရန်ဟတ်တူဟတ်ပွဲစဉ်တွေကြည့်ရမယ်ဆိုတော့နောက်ဆုံးကငါးပွဲမှာပြန်ဘတ်တဲ့အသင်းကတော့၃ချိန်နိုင်ပြီး ဒီကြိမ်တည်းဒီကြိမ်ရတော့ဘယ်ကောင်နိုင်ထားလို့ပြရတာဘယ်ကောင်တော့အင်ဝင်လည်းဖြစ်နေတဲ့အတွက်ကတော့တော်တော်လေးတည်ထားမယ်။အန်ဂျီယာနိုမှာတော့ဘယ်ကောင်ကတော့33ရာခိုင်နှုန်းနဲ့ဘက်တစ်က40နှစ်ရာခိုင်နှုန်းဆိုတာပြထားရပါတော့။အဘက်တစ်တော်တော်လေးခက်ခက်ဆော့ရနိုင်တယ်ဘာလို့ဘက်တစ်ကချီးပေးထားတာကိုဘက်တစ်မှာတော့ကျွန်တော်ကဘူပေါင်းအပေါ်နဲ့ရီယဘက်တစ်ဘော်ဒီပဲခြိုက်ပါတယ်။ရီယဘက်တစ်နိုင်အောင်ဆော့လာမှုလို့ပဲကျွန်တော်ကြုံချီးမိတယ်ပါတော့။အဲ့ဒါနဲ့ဘယ်ကိုကြည့်ရမလဲဆိုရင်တော့အက်စပန်နိုနဲ့ဘာစီလိုနာတို့ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ဘာစီလိုနာအသင်းကတော့နှလုံးပြရနဲ့ဘောပေါင်း340ရှုံးဆိုတာပေးထားတာတွေ့ရတယ်ပေါ့နော်။ဒီနှစ်သင်းရဲ့ပထမအကျော်ရလဒ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘာစီလိုနာအသင်းကအိမ်ဝင်မှာ3ဝန်းဆိုတော့ရလဒ်နဲ့နိုင်ထားတာတွေ့ရတယ်။လက်ရှိအစပိုင်းအသင်းရဲ့အိမ်ဝင်ကားဖောင်10ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်အိမ်ဝင်မှာကြီး6ပွဲအောင်မြေကြီး9ပွဲပဲရှုံးထားတာနဲ့တွေ့ရတယ်ပေါ့နော်။အောင်ထားတာကတော့ဂီတာဖေး1စီအက်တလီတီကိုမက်ဒရစ်1-1ရှိမယ်။ ဂီရိုနာရှိမယ်ဘီလ်ဘာအိုရှိမယ်ပေါ့နော်ရီယယ်မက်တစ်ကိုလည်းနိုင်ထားတာတွေ့ရတယ်ပေါ့ဗျာတော်တော်လေးကောင်းပါတယ်အင်္ဂလန်ဖောင်ပေါ့နော်ဘာစီလိုနာကိုချိန်မယ်ဆိုဘာစီလိုနာရဲ့အဝေးကွန်းကားဖောင်ချိန်မယ်ဆိုရင်ရှစ်ပွဲကိုချိန်မယ်ဆိုရင်တိုက်စစ်ကတော့29ပွဲထားတယ်ပေကိုရှစ်ပွဲရှိတယ်ဂျေးအောင်ထားတာ3ပွဲရှိပြီဂျေးကရှုံးထားတာ9ပွဲရှိတယ်ပေါ့ဗျာနိုင်တော့နိုင်တယ်ဂျေးရှုံးတာကိုပြောချင်တာကလက်ပါမစကူစီပေါ့နော်အလီဂန်နဲ့မန်စီပေါ့ဘလန်ဒိုလီ2-1ပေါ့ဗျာ ဂီတာဖေး1 1ပေါ့ဗျာဒီလိုဒီလိုလေးပြောချင်တာမှာခြေရှုံးတယ်ဆိုတာကအတင်းရှုံးတာကိုပြောတာမဟုတ်ပါဘူးခြေရှုံးနေတာကိုပြောတာမှာဒါအဝေးခွင့်10ပွဲမှာဆိုခြေက3ပွဲအောင်ပြီး9ပွဲရှုံးထားတယ်ပေါ့ဗျာဒါပေမဲ့ဘာစီလိုနာတိုက်စက်ကတော်တော်လေးကောင်းတာသိရပေါ့နော်ဟတ်တူဟတ်အနေထားတွေကိုကြည့်မှဆိုဒီနေ့တင်းဆော့ကရနောက်ဆုံး9ပွဲကိုကြည့်မှဆိုရင်ဘာစီလိုနာ3ချိန်နိုင်ပြီးနဲ့ခြေရတော့ပြီးကြားထားလဲတွေ့ရတယ်ပေါ့နော် ငံကြရအောင်မှာတော့ဘာစီလိုနာ85ရာခိုင်နော် wins to odds မှာဆိုရင်ဘာစီလိုနာအနိုင်ကို33ပြားတရီကို6ဆနဲ့ espanyol အနိုင်ကို8ဆပေးထားတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်က espanyol body နဲ့ဂိုးပေါင်းအောက်ကိုစိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ guitar phi နဲ့ atletico bilbao ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body ကတော့ဝေဝင်းအသင်ဖြစ်တဲ့ bilbao က level 40ရှုံးတဲ့ဂိုးပေါင်းကြီးနှလုံး40နဲ့ရှုံးမှာဖွင့်ထားတယ်ပေါ့နော် table မှာချိရမှာဆိုလို့ရှိရင် ancient သင်ဖြစ်တဲ့ဂီတာဖြစ်အဆင့်15မှာရှိတဲ့39မှာ atletico bilbao ကအဆင့်4မှာရှိတဲ့64မှာပေါ့ဗျာ champion league ဝင်ခွင့်တနေရာမှာရှိနေတယ်ဒီနေ့တင်း head to head ကိုကြည့်မှာဆိုရင်ပထမအကြော့မှာ soccer head to head ဆိုရင်ဝမ်းဝမ်းကြားထားတယ်တွေ့ရတယ်ပေါ့နော်အရှိဂီတာဖြစ်တဲ့အင်ငွင်း10ပွဲကြည့်လိုက်မှာဆိုရင်ကြည့်အောင်ထားတဲ့အင်ငွင်း10ပွဲမှာဆို3ချိန်အောင်ထားပြီးကြည့်ရ5ချိန်ရှုံးထားတယ်ပေါ့နော် ဒီရှစ်ပွဲမှာဆိုရကို6ကို10ပေးကို17ကို10တော်တော်လေးစိုးနေတာတွေ့ရတယ်ပေါ့နော်ကြည့်အောင်ထားတဲ့အသင်းတွေကတော့ Atletico Madrid ရှိမယ် Real Madrid ရှိမယ်တကယ်အသင်းကြီးတွေအောင်ထားတာဗျာ Barcelona အောင်ထားတယ်ပေါ့နော်အသင်းကြီးတုံးတုံးလုံးသူကြည့်အောင်ခံထားတယ်ပေါ့နော်ဘီဘာအိုကြည့်မှဆိုလို့ရှိရင်တော့ဘီဘာအိုရဲ့အဝေးဝင်ကာရဖောင်တော်တော်လေးကောင်းတယ်ဗျာကြည့်ရ6ပွဲအောင်ဒီမှာ9ပွဲပဲရှုံးထားတယ်ရကို6ကို10ပေးကို6ကို10လည်းပြရတောက်လျှောက်ဘူးအောက်တွေဆော့ထားတာပေါ့နော်တော့ကဘူးအောက်ပဲဥတည်နေတာမျိုးတွေ့ရတယ်ပေါ့နော် ဒီနှစ်သင်းရဲ့ head to head ငားဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘီလ်ဘာဟိုတစ်ချိန်မှနိုင်ပြီး၄ချိန်ရတော့တည်ကြတာလည်းတွေ့ရတယ်ပေါ့နော်အခုကလက်ရှိကတော့ဂီတာဖက်အသင်ကကာရာဖုန်တော်တော်လေးစိုးနေတယ်ပေါ့နော်ဘီဘာဟိုကတင်တဲ့ဒါဂီတာဖက်အသင်ဖက်မှာဆိုရင်တော့ဂျင်းနီဆိုတော့ကစားသမားမပါဘူးပေါ့နော်ဘရက်ဆယ်ဆိုတော့ကစားသမားမပါဘူးဟမ်မီဆိုတော့ကစားသမားမပါဘူးပေါ့နော်ပြီးတော့ကျွန်တော်ဒီဘီဘာဟိုဖက်မှာဆိုတော့ဝီလီယံညီကိုနေရာကိုတစ်ချက်တည်းထားပေါ့နော်ဒါလိုင်းနဲ့မစားခင်မှာ ဒီကစားသမားနှစ်ဦးပါမှာပါတော့ချက်ကြည့်ကြည့်ပေါ့နော်ဒီကစားသမားနှစ်ဦးကအရေးကြီးတဲ့ကစားသမားဖြစ်ပါတယ်။ငန်းချီယာနှောင်းမှာတော့ဂီတာဖေးက37ဘီဘာဟုက38ဆိုတာပြထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ကတော့ဘီဘာဟုဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုပဲစိုက်ပါတယ်ညီကိုတော့အားလုံးအဆင်ပြေကြပါစေ။အပေါင်းပြကြပါစေ။ကျမ်းမှချမ်းသာကြပါစေ။